ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ် ဲ့တော့မလည်းပြောမှာကျွန်တော်နိုင်ငံပွဲတွေကိုကျွန်တော်တုံတုံလာလုပ်ဖို့အတွက်အစီအစဉ်မရှိခဲ့ပေမဲ့ဒါကျွန်တော်ဒီနေ့ပွဲစဉ်မှာကျွန်တော်စိတ်ဝင်စားတယ်လက်ရှိမှာဒီပွဲစဉ်ကမထင်မှတ်ပဲနဲ့တော်တော်လေးကို high ဖြစ်နေတယ်ကျွန်တော်ဒါပထမကျွန်တော်မကြည့်ဘူးလို့စဉ်းစားထားခဲ့ပေမဲ့ဒီနေ့ညမှာဒီပွဲကိုကျွန်တော်ကြည့်ဖို့ကျွန်တော်စဉ်းစားထားတယ်ဘောနော်ဒါကျွန်တော်မလည်းပြောမှာဆိုတာ nation league ကိုကျွန်တော်ကောင်းတော့မှတိတ်မထိတ်ထားပေမဲ့လက်ရှိမှာတော်တော်လေးကို high ဖြစ်နေတယ်ကြောင့်ကျွန်တော်ဒါစိတ်ဝင်စားအဲ့တော့ညီမတို့ပွဲကြိုသုံးသက်ချက်ပါညာပြောရတဲ့ဆိုင်လက်ရှိမှာဒါကျွန်တော် Cristiano Ronaldo ရဲ့ဒါပေါ်တူဂီနဲ့အတူဒါလမင်းယာမေတို့ရဲ့စပိန်အသင်းနဲ့တွေ့မယ်စပိန်အသင်းကတည်ရတဲ့အတိုင်းပဲဒီနှစ်မှာဒါကျွန်တော် ူရိုဘလောက်ကိုပူပူနွေးနွေးရထားတဲ့အသင်းတင်းဖြစ်တယ်။တစ်ဖက်ကဒါပေါ်တူဂီကလည်းလက်ရှိမှာ Nation League ကိုဒါကျွန်တော်တို့ဘလူးဒီလောက်ပြသွားမလဲဆိုတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်။အဲ့တော့ နှစ်သင်းလုံးကဒါတော်တော်လေးကိုစိတ်ဝင်စားဖို့အခြေအနေတွေမျိုးနဲ့တူဒါကျွန်တော်တို့ final ကိုတက်ရောက်လာခဲ့တယ်ဒါကျွန်တော်တို့ Portuguese တွေကလည်း Germany ကိုဒါကျွန်တော်တို့2-1ဆိုတဲ့နာကျွန်တော်တို့နိုင်ပွဲနဲ့တက်လာခဲ့တဖက်ကဒါ Spain အသင်းက9ဂိုးတကူဂိုးပြတ်နေရကနေပြီးတော့နောက်ကနေတော့ကျွန်တော်ဂိုးပြတ်ပေးခဲ့ရပြီဒါကျွန်တော်တို့ကန်ကောင်းလို့ဒီလိုပုံစံအဲ့တော့ပြောချင်တယ်ဗျနှစ်သင်းလုံးကလက်ရှိမှာလိုအပ်ချက်တွေရှိနေတဲ့အသင်းတွေဖြစ်ပေမဲ့ဒါကျွန်တော် final ထိတက်လာခဲ့တယ်ဒီ final ကဒါကျွန်တော်လက်ရှိမှာတော်တော်လေးကိုဒါ trainer တဲ့အများကြီးအများကြီးကြည့်ကောင်းမယ်လို့မြင်တယ်လက်ရှိမှာဒါကျွန်တော်လက်မင်းရမဲကထုတ်ဝေနိုင်တာ လူကယ်ပြပြီးပေါ့နော်အဲ့တော့လမိတ်ရမဲကအခုဒါကျွန်တော်အမြင်ပေါ့နော်ဒါအရင်တော့ကခရစ်စတီယာနိုရော်နယ်ဒိုဒါ generation လို့ရှိရဲမက်ဆီနဲ့တူတဲ့ကောင်တွေရှိတယ်ဒါပေမဲ့အခုလက်ရှိလမိတ်ရမဲကိုကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာဘာနဲ့တော့တူလဲဆိုတော့ဒါခရစ်စတီယာနိုရော်နယ်ဒိုရဲ့ဒါကျွန်တော်တို့တဝက်ဒါမက်ဆီတဝက်ပုံစံမျိုးပေါင်းထားတဲ့ charity တွေကိုတွေ့ရပြောချင်တာဒါမက်ဆီလိုရဲ့ဒါကျွန်တော်သူကအဲ့မှာတစ်ဖက်ကပြောသမျှအောင်ဟုတ်ကဲ့ပါအင်းအဲ့လိုပုံစံမျိုးမဟုတ်ဘူးရော်နယ်ဒိုလိုလဲဒါကျွန်တော်သူ့အနေနဲ့ဒါရော်နယ်ဒိုတဲ့ပြောမလို့လမေးရမဲရမက်ဆီထက်စားရော်နယ်ဒိုနဲ့တောင်ပိုဆင်တယ်လို့ပြောလို့ရတယ် ကျွန်တော်ဒီညမှာပေါ့နော်ရနောက်ဒိုကိုကျွန်တော်အမြင်တမ်းကြည့်ရင်ကျွန်တော်အတွက်အရင်သဘောကျတဲ့ချက်ချက်ရှိတယ်။ဘာလဲဆိုရနောက်ဒိုကဟို talk it like it လာခုနကပြောသူ့ရဲ့ဟို talk it and make it ပေါ့နော်အဓိကအဲ့စကားလုံးမယ်။ဘာလို့အပြောနဲ့အလုပ်နဲ့ညီတဲ့လူကလောကကြီးမှာအင်မတန်မှရှာ။ဒါပေမဲ့အဲ့ဒီအလုပ်ဖြစ်သွားပြီးအဲ့လူကဆောင်းအောင်မယ်။ဥပမာလက်ရှိမှာဒါကျွန်တော်ဒီနှစ်မှာအနှမျောဆုံးအကြောင်းအရာတစ်ခုအားဒါကြောင့်ပေါ့နော်လက်ရှိမှာ anxious posture cock loser ဒါမှမနှမျောတဲ့ I usually I, I always win in my second year ဆိုတဲ့ပုံစံမျိုးအဲ့တော့ဒါ Christian Ronaldo ဆိုတာလူတော်များတာလူတော်များသူ့ကိုကြည့်မြောက်ဆိုသူ့စကားပြောကြမ်းတယ်ဒါပေမဲ့သူ့စကားပြောနေတာကြမ်းတယ်ဆိုပေမဲ့သူ့နေရာ back end လုပ်တယ် Christian Ronaldo နဲ့ပတ်သက်ပြီးဆိုအမြင်နဲ့ကျွန်တော်အတွက်ကသိရတဲ့အကြောင်းအရာပါလဲဆိုတော့သူပြောလိုက်တဲ့စကားလုံးကိုသူအမြဲတမ်း reinforce ပြလုပ်တယ်ကျွန်တော်ဒီခုနကပေါ့ Lionel Messi နဲ့ Cristiano Ronaldo နဲ့ဒါကျွန်တော်ဒီထဲမှာမှကျွန်တော် Messi ကိုပို့ပြီးသဘောကျတာမှန်မယ် Lionel ခင်ဗျာ trash talk ကိုတော့ဒါ one of the ရှင်လို့မရအသက်ကြီးလာတော့ဒါအရင်တော့ထက်တော်တော်လေးကိုလိမ်မာသွားတယ်လို့တော့ပြောလို့ရပါမယ် Ronaldo စကားလုံးပြောပြီးရင်အဲ့နောက်ကစကားလုံးကိုသူ့လောက် backing ပေးနိုင်တော့သူပဲရှိတယ်ကျွန်တော်မြင်မှုသမီးတာ sport ကစားသမားရေလူမျိုးတာကျွန်တော် trash ball လုပ်ပြီးတာနောက်ကနေပြီးတော့ backing ပေးနိုင်တဲ့လူတွေဒါကျွန်တော် NBA မှာကျွန်တော်တွေ့ဘူးရယ် Larry Bird တွေ့ဘူးတယ်ဒီလိုမျိုးပုံစံမျိုးပေါ့နော်အဲ့တော့ဟိုပြောချင်တာကဗျာတကယ်ကိုမိုက်တဲ့ဘေးမျိုးဒါပေမဲ့ဒီနှစ်မှာတာကျွန်တော် personal အမြင်ရဆိုရင်တော့ ပေါ်တူဂီစကွတ်ကတော်တော်လေးကိုကောင်းလာခဲ့ပြီလားဟိုးရင်တော့ကတော့ကျွန်တော်တခုမဟုတ်တခုလိုနေတဲ့ပေါ်တူဂီစကွတ်ဆိုတော့ဒီနှစ်မှာဒါမဆိုးဆိုတဲ့ပေါ်တူဂီစကွတ်ကိုကျွန်တော်တွေ့ရတယ်တစ်ဖက်ကစပိန်ကတော့ပြောစရာမလိုဘူးပြလက်ရှိမှာဒါကယူရိုရထားတဲ့ဒါစကွတ်ဖြစ်တော့တော်တော်လေးကိုမဆိုးဘူးလို့ပြောလို့ရတယ်ဘယ်ကနေဘလို့ထွက်လာမှမသိတဲ့ Wyson တို့ဒီလိုမျိုး Landon Man တို့အုပ်စုတွေပါစားအကုန်လုံးပြန်ထွက်လာခဲ့တယ်အဲ့တော့ဒီနှစ်ပွဲစဉ်ကဒါမှန်တိုင်းပြောတော်တော်လေးကိုကြည့်လို့ကောင်းမယ်ပွဲစဉ်တစ်ပွဲလို့ကျွန်တော်အနေနဲ့မြင်လိုက်မယ်ဒီနှစ်ပွဲစဉ်ကဒါအလက်ရှိ personally က ျွန်တော်အတွက်ဒါတော်တော်လေး excited ဖြစ်စရာကဒါပေါ်တူဂီရဲ့ queen လေကျွန်တော်တော်လေးသဘောကျတယ်ဘရူနိုဖာနန်ဒက်စ်ဒါဗင်ဒီညာတို့ရဲ့ဒါကျွန်တော်တို့ဒါ combination အတွဲတွေကတော်တော်လေးကိုသဘောကျရဖို့ကောင်းတယ်ဒါဗင်ဒီညာလက်ရှိမှာဒါ champion league ဝင်နေဘောနော်ဘရူနိုဖာနန်ဒက်စ်ကတိတ်ပြီးပြောစရာမလိုအဲ့တော့တကယ်ကိုဒါကျွန်တော်တို့တော်တော်လေးကိုမိုက်တဲ့ queen လေဖြစ်မယ်တစ်ဖက်ကဒါကျွန်တော်လက်ရှိမှာကတော့ အရင်ကြီး hot ဖြစ်တာတဲ့ဆိုင်တော့ဒါကျွန်တော်တို့ဟိုလက်ရှိမှာတီတီငင်ငင်နဲ့ကွင်းလေလို့ပြောလို့ရမှာပေါ့နော်ပက်ဒရီဒါဆိုပြီးမန်ဒီမရီနိုပေါ့နော်မရီနိုကလက်ရှိမှာဒါကျွန်တော်လက်ရှိမှာ box to box တောင်ပို့ပြီးတော့ဖြစ်သေးတယ်အာသာ box မှာယူရတဲ့ချိန်လုံးနေလို့သူက other boss နာမည်တော့ပေးရမယ်နော်အဲ့တော့ပြောချင်တယ်ဒီနေ့ပွဲစဉ်ကတော်တော်လေးကို high တယ်လမင်းရမင်းနေတဲ့ဒီနေ့မှာဒါကျွန်တော်တို့ဒါသူ့အတွက်ဒီနေ့မှာနောက်ထပ်ဒါ super la တစ်ခုကိုဆက်လက်ပြီးရယူနိုင်မလားအဲ့တော့ဒီနေ့ပွဲစဉ်အသေးတစ်လောက်ကဒါ alliance arena germany မှာကန်သွားမယ်လို့သိရတယ်မှာဗါတယ်ဂျာမနီမှာကန်နေဆိုတော့အမြဲတမ်းဒါကျွန်တော်တို့ ဒီနေ့မှအမြဲတခုမဟုတ်တခုထူးခြားနေတွေ့ရမယ်အဲ့တော့လက်ရှိမှာနှစ်သိန်းလုံးကိုတော့ဒါကျွန်တော်တို့အားမရဆုံးပြောပါဘူးနှစ်သိန်းလုံးရဲ့ဒါကျွန်တော်တို့ခံစစ်တယ်ပဲခံစစ်ဒီမှာဒါကျွန်တော်တို့တော်တော်နှစ်သိန်းလုံးရဲ့ခံစစ်မှာလိုအပ်ချက်တွေရှိတယ်ဒါတစ်ဖက်ကဒါကျွန်တော်တို့ခံစစ်ဒီမှာဒါပက်ဒရိုဘူရူဂူဝဲလာရူဆိုတာဂူဝဲလာရာမဆိုးရင်ပက်ဒရိုဘူရူရဲ့အလွန်ကျွန်ရှိတတ်မှုကိုဒါတစ်ဖက်ကအပေါ်တူဂီဘက်ကအသုံးချသွားနိုင်မလားဒါမဟုတ်တော့လက်ရှိမှာဒါကျွန်တော်တို့တစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်ပေါ်တူဂီနဲ့ဒါကျွန်တော်တို့ ်စပိန်နဲ့ပြန်ကြည့်မယ်ဆိုရင်တော့စပိန်ရဲ့ကစားသမားတွေကတကယ်တည်းပြန်ကြည့်အခြေအနေရဆိုတော့ကျွန်တော်ဝါရနည်းနည်းလေးနည်းသလားဒါမျိုးတွေကျွန်တော်ချက်တော့ပြန်ဒါပေမဲ့လူငယ်အားနဲ့ပြန်တော့မှာတို့ကရှင်းတယ်လက်ရှိကကျွန်တော်ယူရိုမှာပြန်ကြည့်လိုက်သေးတယ်တို့ကလူငယ်အားနဲ့တော့ငါတို့ကလူငယ်တွေငါတို့လူငယ်ဘာမှမဆိုလုံနိုင်နေဆိုတဲ့အားတစ်ခုနဲ့တိုးတာတစ်ဖက်ကဟိုနောက်ဘယ်လိုလဲလက်ရှိမှာဒါဝါနဲ့သဘာနဲ့အုပ်စုနဲ့ပြန်တွဲမယ်ဒါပေမဲ့လက်ရှိမှာဘယ်နာကျွန်တော်တို့နောက်ဆုံးတည်င်းနေရကျွန်တော်အနေနဲ့ဒါဒီဒေးတော့မသိဘူးမှာကျွန်တော်လက်ရှိမှာဒါတည်တည်ချာချာလေးကျွန်တော်ဒါ ပြန်ကြည့်မှပြန်ရမယ်အဲ့တော့လက်ရှိဒါကျွန်တော်တို့ပေါ်တူဂီရဲ့တောင်မန်ကစားမှာရာဖေးလီယာတို့ပါဒဏ်ရနိုင်လို့လားဘာလို့လက်ရှိမှာဒီမှာဂျီကိုဂျိုတာနဲ့ကွန်စီယာဝူနဲ့ဒါကျွန်တော်တို့တွေ့တာကွန်စီယာဝူကတော့တိတ်မသိဘူးထားပါဒါကျွန်တော်မင်းရဲ့လက်ဖွဲမှာဘာလို့ရာဖေးလီယာမထားလဲဘာမေးဖို့လားရော်နယ်ဒိုနဲ့တွဲဆော့ခတ်လို့လားဒါမှမဟုတ်ဘလူးပဲဖြစ်လို့အဲ့တော့စဉ်းစားကြရပြီအဲ့တော့ဘလူးပဲဖြစ်တော့ဒီနေ့မှာတော့ဒါ ခရစ်စတီယာရိုနယ်ဒိုတို့ကဒါနောက်ထပ်ဒါကျွန်တော်တို့နိုင်ငံအသင်းဖလားတစ်ခုဒါအိတ်ထဲထည့်ဖို့အတွက်ထပ်ပြီးကြိုးစားရမယ်လေဒါမှပါတယ်ဒါဒီခီးကဒါကျွန်တော်လွယ်ကူတဲ့ခီးတစ်ခုတော့မဟုတ်ဘူးဒါကျွန်တော်တို့ဒါပေါ်တူဂီနေနဲ့လက်ရှိမှာဒန်မတ်ကိုငါးခုပြနေနိုင်တယ်ဒါကျွန်တော်လက်ရှိမှာအာဂျာမနီကိုဒါကျွန်တော်2-1နဲ့နိုင်တယ်ဗောနတစ်ဖက်ကဒါကျွန်တော်တို့စပိန်တစ်ကလက်ရှိမှာစောက်ရန်ကောင်းပါတယ်ဆိုဟော့ဖြစ်နေပါတယ်ဆိုပြင်တစ်ကိုဒါကျွန်တော်၅ခုပြသွင်းခဲ့ပြီးတော့ဒီဒီယာတစ်ချက်ကိုနှုတ်ဆက်ပြသွားနိုင်ခဲ့တယ်ဒါမှပါတယ်အဲ့တော့နီးပြအနေနဲ့ပြတော့ကျွန်တော်ဘာဒူမာတီနက်စ်ကိုမကြိုက်ဘူးခင်ဗျားတို့ကျွန်တော်ဒီစကားပြောရင်ဒါကြိုက်ချင်မှကြိုက်ကျွန်တော်နေတာမာတီနက်စ်ကိုမကြိုက်ဘူးမာတီနက်စ်အနေ နဲ့ကျွန်တော် maybe ပေါ့နော်ကျွန်တော်တက်က Martinez ကကျွန်တော် biggest hater ဖြစ်ဖြစ်လိမ့်မယ် Martinez ဘယ်တော့သူလုတ်တဲ့ဆိုတော့ကျွန်တော်တခုမှမကြ Martinez Belgian ဆိုလဲစောက်တိတ်ပဲမရှိတဲ့ Belgian ဖြစ်သွားခဲ့တာအဲ့တော့ ရိုဘတ်တိုမာတီနက်စ်ကိုကျွန်တော် personally ရဲ့ပြောတော်တော်လေးကိုကျွန်တော်သဘောမကျဘူးလို့ကျွန်တော်အနေနဲ့ပြောလို့ရတယ်။သူ့ရဲ့ဒါ Everton တန်ညာမှာဒါမဆိုးလို့ပြောလိုက်ရတာပဲ။သူ့အနေနဲ့ဘလို့ဖြစ်ပြီးတော့အသင်းကြီးလည်းမကင်ဘူးပဲနဲ့ဒီလောက်ထိကြမ်းတမ်းနဲ့ဒါ career တစ်ခုရတော့ကျွန်တော်အနေနဲ့နားမလည်မဲ့မာတီနက်စ်အနေနဲ့ဒါကျွန်တော်လက်ရှိမှာ tactical way လည်းပြောပါတယ်ကျွန်တော်တော်ထဲတော့ပြောတာမဟုတ် tactical way လည်းပြောလို့ပဲလက်ရှိအနေထားရရိုဘတ်တိုမာတီနက်စ်ကကျွန်တော်အတွက်ပေါ့နော် ဒီပေါ်တူဂီအသင်းကြီးကို handle လုပ်ဖို့တော့ ready မဖြစ်သေးဘူးလို့ကျွန်တော်အနေနဲ့မြင်ပြီးတော့ nation league ကိုတက်လာရဆိုရင်အဓိကဒါ individual skill တွေအရန်ကောင်းလို့တက်လာတယ်လို့ပဲကျွန်တော်အနေနဲ့မြင်တယ်အသင်းကစောက်ရန်ကောင်းတာတဲ့ဆိုင် ပြန်ကြည့်မယ်ဆိုရင်ဒါဟူး အသင်းကိုယ်တိုင်ကဒါကျွန်တော်တို့ဥဆောင်မှုကောင်းကောင်းနဲ့တက်လာတဲ့တသင်းမြင်ဒါပေမဲ့ tactical ကြီးကကျွန်တော်အနေနဲ့ဘာမှသိပြီးမတွေ့ရအောင်ဒါပေမဲ့ကျွန်တော် personal မှာ martinez နဲ့ maybe ပေါ့နော်ဒီ fly ရသွားတယ်ဆိုရင်တော့မှသူ့အနေနဲ့ကမ္ဘာဖလားအတွက်အခွင့်အရေးပေးတင်တာဒါမျိုးကြီးကျွန်တော်တချက်တော့စောင့်ကြည့်ရမှာတော့ပါတစ်ဖက်က four one day ကတော့ရှင်းတယ်အခုလက်ရှိမှာသူ့အနေနဲ့ဒါ scaloni နဲ့နည်းနည်းဆင်တယ်ပေါ့နော်သူ့အနေနဲ့ကျွန်တော်အရန်ကြီးဒါကျွန်တော်တို့ ဆောင်ရဟိုတယ်နေရာတူညာမှုမယ်သူဒါယူရိုမှနိုင်တယ်ယူရိုမှနိုင်မယ်လက်ရှိမှာဒါကျွန်တော်ကမ္ဘာဖလားကိုသွားဖို့တည်း Nation League ကသူ့အတွက်ကအတွန်းတစ်ခုဖြစ်ဖို့အတွက်သူစ조사မယ်အဲ့တော့ဒီနေ့ပေါ်စမှာဒါကျွန်တော်တို့လူငယ်တွေနဲ့လူကြီးနဲ့တွေ့ကြမယ်လူပဲပြောရမှာပေါ့နော်ဒါကျွန်တော် experience တွေနဲ့နားလည် experience တွေပြောဖို့လိုတယ်ဒါပေမဲ့လမင်းရမဲကအခုလက်ရှိမှာတည်ကြတယ်မယ်သူနောက်ဆုံးတွေ့ထားတဲ့အချိန်ဒီမှာသူ့ရဲ့ဒါ record တွေကတော်တော်လေးကိုကောင်းထားတယ်အဲ့တော့ ယူရိုမှာလည်းယူရိုလျောက်သူလုတ်ပြနိုင်ခဲ့တယ်အောင်တွေ့ရမယ်တကယ်ကိုလမ်းပြတော့လမိန်ရမယ်နဲ့ခရစ်စတီယာန်ရော်နယ်ဒိုရဲ့အားပြိုင်မှုကိုကျွန်တော်တို့ဒါကြည့်ရမယ်လို့ပြောဒါပေမဲ့ပြန်စမ်းစကြည့်အောင်ဒါအသက်40ကျော်ရွယ်နေအသက်ဒါကျွန်တော်တို့အခုမှဘယ်နှစ်ပဲရှိသေးလဲကျွန်တော်တို့ဒါအသက်ဆက်ခွန်နေလေပေါ့နော်အတိအကျပြန်ကြည့်မယ်ဆိုရင်တော့အသက်23နှစ်လောက်ကသူမွေးရင်သူသားလောက်ပဲရှိတယ်ဒါကျွန်တော်အရွယ်ကစားသမားပြန်တွေ့အဲ့တော့တမိုင်းရတခါကျရင်တပတ်ပြန်လေလာလို့ပဲဆိုရမှာပေါ့နော်ဒါကျွန်တော်တို့ဝန်ဒူနေနဲ့ maybe this is the type ဒီ pass သူသူအနေနဲ့ဒါမိသူရဲ့မိတို့ကိုသူများစီပေးရတဲ့ဒါအခြေအနေမျိုးလည်းဖြစ်သွားတယ်။ဒါပေမဲ့ကျွန်တော်နေတာ Ronaldo ကဒါဒီတိုင်းဆိုတော့သူကမ္ဘာဖလားကန်အောင်မှာပါဒါတေချာတစ်ခုဒီနေ့ကျွန်တော်တွေ့ရမယ်တဲ့မှာပါတယ်။ဒါပေမဲ့လမင်းရမယ်နဲ့ဒီနေ့ပွဲစားမှာဒါသူအနေနဲ့သူ status pro တခုသူဆက်လက်ပြီးလုပ်ပြရမယ်။အဲ့တော့ကျွန်တော်နေဒီပွဲမှာ tactically body ရဆိုရင်လည်းခုနပြောသလိုပဲလုံးဝ goat တယောက်ဖြစ်ဖို့အတွက် တော့ goat ဆိုတာအဲ့ပေါ့အဲ့သူ့ရဲ့သူခင်မှာ goat တယောက်ဖြစ်ဖို့အတွက်စူးစမ်းနေတဲ့လူငယ်တယောက်ရဲ့ journey မှာဒါတကယ်လက်ရှိ goat တွေတဲကတယောက်နဲ့တွေ့မယ်ဆိုတဲ့အတွက်ကြောင့်မတဟာအရန်မိုက်တဲ့ပွဲတပွဲလို့ကျွန်တော်အနေနဲ့မြင်တယ်အဲ့တော့လမင်းရမဲအနေနဲ့ he have to prove it Cristiano Ronaldo ကိုသူ့အနေနဲ့ငါဘာကောင်လဲဆိုတော့သူပြရမယ်ပွဲစဉ် Ronaldo ကလည်းငါဒီနေရာကိုဘာကြောင့်ရောက်နေလဲဆိုတော့ဆက်လက်ပြီးပြသအောင်အဲ့တော့ နှစ်ယောက်လုံးမှာကိုစီကိုစီမှာပြတ်သားမယ်ဒါအကြောင်းရင်းနေရှိတယ်ဒါပေမဲ့ဒီလိုနှစ်ယောက်ထဲတော့ပြီးတာမဟုတ်ဘူးတစ်ဖက်က Bruno Fernandes တို့ဒါကျွန်တော်တစ်ဖက်ကကိုင်းလေတို့ဒါကျွန်တော်အုပ်စုတိုက်ကျွန်တော်ဒါရှင်ပြိုင်ပွဲတာဒါဟာ Team Sport ဒါပေမဲ့ဒီနှစ်ယောက်ရဲ့ရှင်ပြိုင်မှုကိုကျွန်တော်တော်လေးကိုစိတ်ဝင်စားတယ်လို့ပြောရင်လည်းပဲကျွန်တော်တော့ကောင်းမဖြစ်ပါဘူး ဘလုံးဝဲတွေကိုတည်ရှိခြင်းနဲ့ဆိုရင်တော့ youth sport media 3.0ဆိုတဲ့ db4e တို့မှာကျွေးရနေဆိုတော့ပေါင်ကိုကြည့်လို့ရပါတယ်။မြန်မာပြည်လက်ကလစ်ဖို့မှာမိကြပါတယ်ဗျအောက်က comment နေထဲမှာလည်း youth sport media 3.0ဆိုတဲ့ db4e ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းမကျွန်တော်များစွာကိုကြည့်လို့ရပါတယ်။ကျွန်တော် youtube channel လေးကို like and subscribe လေးပဲကျွန်တော်အားပေးလို့ရပါတယ်။မြန်မာပြည်လက်ကလစ်ဖို့မှာမိကြပါတယ်။ညမြကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးပဲကြိုးတင်ပါတယ်။ကောင်းမွန်သောနေ့နေ့ဖြစ်ပါစေ။ဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့ရဲ့နောက်မှ အေးစေးတွေ့ကြရပေါ့အားလုံးပဲကြိုတင်ပါဒီနေ့ညမှာ breaking news ရှိရင် breaking news ဒီမှာ breaking news မရှိဘူးဆိုတော့တခုတရင်ရှာပြီးတွေ့ကြရပေါ့ဒီပါဗျ